မလေး FM နဲ့ Tin Radio ပရိသတ်များအားလုံးပဲမင်္ဂလာပါလို့ Weekend Spotlight တင်ဆက်သူဖြစ်တဲ့ထက်ကနှုတ်ခွန်းဆက်တာရပါတယ်ရှင်။ Weekend Spotlight အစီအစဉ်ရဲ့တင်ဆက်ခြင်းလေးကတော့ကြားလို့လာပါပြီရှင်။နေ့စဉ်လူမှုဘဝမှာမိမောင်းထုတ်ပြနေတဲ့အကြောင်းအရာတွေကိုနေပေအသီးသီးကအနုပညာရှင်အတတ်ပညာရှင်တွေနဲ့အတူတူဆွေးနွေးနေတဲ့ Interview Skywine ဖြစ်ပါတယ်ရှင်။ဒီဘက်မှာဆိုလို့ရှိရင်တော့အထက်ဖိတ်ခေါ်ထားတဲ့သူကတော့ Professional Makeup Artist တူဖြစ်တဲ့မထက် Pop Soul ဖြစ်ပါတယ်။မအေးမင်္ဂလာပါရှင်။ ။ Manly FM ပြည်သက်ကြီးအားလုံးလည်းမင်္ဂလာပါ။တွေ့ထမှန်တွေ့ဆုံခွင့်ရရတဲ့ဝမ်းသာပါရှင့်။ဟုတ်ကဲ့ပါ။ဒီတစ်ခါမှာတော့မကူပေါ့နော်။ Bean LGBT Bean Transformant တယောက်အနေနဲ့ပတ်သက်ပြီးတော့ဒါ Weekend Spotlight မှာအထူးပြုပြီးတော့မေးပြစီမှာ။ဆိုတော့ဒါကိုဟာ LGBT တယောက်ဖြစ်တယ်ဆိုတာ ကိုကိုမသားကိုပေါ့နော်။ရေရာတိသွားလိုက်တဲ့အချိန်မှာကိုမိသားစုရဲ့တုံ့ပြန်မှုနဲ့ပဝင်းကျင်ရဲ့တုံ့ပြန်မှုကဘယ်လိုရရှိခဲ့လဲ။မဘယ်လိုခံစားခဲ့ရလဲအဲ့ဒီအချိန်တုန်းကပြပြပေးပါအောင်ရှင့်။ အဲ့တော့လူတိုင်းကဟိုလူတိုင်းကိုပြောပြခြင်းပါအာတော်တော်များမသိတာရှိပါတယ်ဟာသူကအသက်ကြီးမှဂေးသွားတာဟာဟိုကောင်အသက်ကြီးမှဂေးသွားဟာကြီးမှဘာဖြစ်သွားတာလဲလို့ရှိကြပါတယ်အဲ့တော့အမှန်တကယ်အလုံးကမွေးတဲ့ကဒီဟာပါလာပြီသား လက်ခံနိုင်တဲ့သူရှိရယ်လက်မခံနိုင်တဲ့သူရှိရယ်ဒါပြောင်းလဲလိုက်လို့ရတဲ့အရာလည်းမဟုတ်သလိုအာဟိုနည်းနည်းလေးပဲထိန်းလို့ပဲရတာဒါမွေးရပါဆိုတာကိုခေါင်းထဲမှာသိစေချင်ပါတယ်အာအမောက်ကိုရိုင်းနောင်မှဟိုအသက်အာ26နှစ်အာ25နှစ်လောက်ထိကမမကိုမမရဲ့ဘေးပတ်ဝန်းကျင်အတိုင်းဝိုင်းကအာပုံမှန်ရောက်ကြသည့်တယောက်လိုပဲသူတို့က မြင်ထားကြတယ်ဂေလိုကိုမမြင်ကြဘူးမမရဲ့ဝန်ထမ်းနေကိုလိုင်းကဒါသူကငါ့ရဲ့ဆရာယောက်ျားလေးတယောက်လိုပဲသူကတိထားတာဘလောက်အနေထိုင်ပြီလဲ နေထိုင်ခဲ့လဲဆိုတော့ဗောနော် IKI ကလာမှာကိုကအရင်ထဲမှာပဲအကုန်လုံးမျိုးတိတ်ထားပြီးအယုတ်တယုတ်လို့ဆက်ယုတ်တယုတ်လို့ပဲမိုးလေးလာနဲ့တတိဆွဲကပ်ပြီးတော့နေခဲ့ကြရတာလေအဲ့တော့ကိုက LGBT game တယောက်ဖြစ်ခဲ့ပြီးယောက်ျားမိန်းမနော် LGBT ဆိုတာယောက်ျားမိန်းမအကုန်ပါတယ်တကယ်လို့တိတ်လာခဲ့ပတ်ဝန်းကျင်အားလည်း ဒါကိုဖိနှိပ်ဆက်ဆံရမယ်အရာလို့အော်လောင်ပြောင်းရမယ်အရာလို့ခွဲခြားရမယ်အရာလို့လည်းမမြင်စေချင်ဘူးလူတွေကလူပဲသူဟာပုံစံတစ်မျိုးနဲ့အာမတူတဲ့သဘာဝလေးရှိတယ်လို့ပဲမြင်ပြီးရပါပြီလို့ပြောချင်ပါတယ် အားလုံးဟာလူသားတွေကလူသားပါပဲအဲ့တော့အခုဒါမှရင်ဆိုင်ကြော်ဖြတ်ခဲ့ရတယ်တည်သွားပြီဆိုတော့စ조사ခဲ့ရပုံတွေကလည်းအများကြီးပဲရှိတာပေါ့နော်မဖြတ်တန်းခဲ့ရတဲ့အချိန်မှာဆိုတော့ကိုဟာ LGBT တယောက်အနေနဲ့ဆိုလို့ရှိရင်ငွေရှာနိုင်မှုကကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်မှာရောဘလောက်အထိအရေးပါလဲပြီးတော့မောက်ကိုရန်ဆိုလို့ရှိရင်လည်းအခုချိန်မှာအိမ်တော်ဦးစီးတယောက်တာဝန်ယူထားရတာမျိုးဖြစ်လာပြီဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းမှပြောပြပေးပါအောင်ဟုတ်အဲ့တော့လေဟိုက LGBT မှာမဟုတ်ဘောနော်ဘယ်မိသားစုမှာမှာ ယောက်ျားမိန်းမအကုန်လုံးကယက်တီမှုကတော့အတူတူပါပဲအာရုံဝေရှားနိုင်တဲ့အခါကျလို့ရှိရင်ကိုဖြစ်ချင်တာရင်ကိုလုတ်ခွင့်ရတယ်ကိုဖန်တီးချင်တာရင်ကိုဖြစ်ချင်တာရင်ကိုဖြည့်စည်းပေးချင်တာရင်အကုန်လုတ်ခွင့်ရတယ်ဆိုတဲ့အခါကျလို့ရှိရင်တန်မိုးကတော့တည်ရတတ်ကြရတာပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ငွေကတော့အထိုင်းလျောက်တော့အရေးကြီးနေရပဲပေါ့နော်အဲ့တော့ LGBT ကျတော့လည်းပို့ပြီးအရေးကြီးသွားပြန်ကိုပေါ့လဲဆိုတော့ပဝင်းချင်းရှိရလူမှုအတိုင်းပိုင်းရှိရဒီမိသားစုရှိရလုပ်ငန်းခွင့်နေပဲပါပဲဖြစ်ဖြစ်နည်းနည်းလေး ချွန်နေမှာကိုရီးယားအာလူဝင်ပိုဆန့်တယ်လို့ဖြစ်တဲ့ခါကျတော့ပိုပြီးစူးစမ်းကြအများပေါ့နော်အဲဒါကြောင့်မလို့လဲအနေပဲပေါင်းစုံမှာဟိုထူးချွန်တဲ့လူကိုကြည့်လို့ရှိရင်ဒီ LGBT အတိုင်းဝိုင်းရလူတွေအားမဖြစ်မနေအများနဲ့ပါနေကြပြေဟိုရှိရဲ့တိတ်ပန်းပညာရှင်မှာပဲဖြစ်ဖြစ် ဟိုအားကစားမှာပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်နေပဲအစုံမှာပေါ့နော်မောင်ဝါဆရာဝန်ပဲဖြစ်ဖြစ်အင်ဂျင်နီယာပဲဖြစ်ဖြစ်ဘလိုနေပဲအစုံမှာပဲဖြစ်ဖြစ်ပုံစံမျိုးစုံနဲ့ LGBT ကတော့ or two gender အတိုင်းဝိုင်းတည်းမှာတော့ရှိနေကြတာပဲပေါ့နော်ဟို LGBT လို့ဖြစ်လာပြီဟေ့ဆိုလို့ရှိရင်ရောက်ကရှာလေရောက်ကရှာတယ်မင်းမရှာလေမင်းမရှာလေသူ့ဝိုင်းသူစူးစမ်းကြတယ်အလုံးလုံးကြတယ်အ ਨੇ ဆုံးရှာမကျွေးနိုင်ရင်တော့မှကိုဘွားကိုကြောင်ပြီးကိုဘွားကိုရက်တီကြတာပေါ့နော်အဲ့တော့ပုံမှန်ရောက်ကြမင်းမထပ်ပို့ပြီးခက်ခဲပေါ့မှာ အာသူများအတွေ့အမြင်တွေမျိုးစုံတဲ့ဆုံးဖြတ်ချက်တွေမျိုးစုံကြအကြည့်ရှားမှာမတို့ကပို့ပြီးတော့ခက်ခဲတဲ့ရှားမှာပို့ပြီးတော့စူးစမ်းရုံးကန်ကြပါတယ်အဲ့တော့ကြောင့် အဒါကိုလောင်ပြောင်းနဲ့အမြင်နေနဲ့မမြင်ကြပါနဲ့အလိုလောင်ပြောင်းတဲ့အမြင်နဲ့မြင်ကြတဲ့ဥစ္စာတွေကလည်းအာဒီဆိုရှယ်မီဒီယာဒီပေါ်မှာရှိတဲ့ဇလန်းတူတွေပဲဖြစ်ဖြစ်ဒီဟွာတွေပဲဖြစ်ဖြစ်ပေါ့နော်ရုပ်ရှင်တွေအားပဲဖြစ်ဖြစ်အဲ့ဒါတွေကနေပြီးတော့အမြင်တင်းဆောင်သွားမျိုးတွေလည်းရှိရပါတော့နော်ဒါအောင်လည်းမအမြင်ပြောရခါကျတော့လည်းတော်တော်ကြီးကို တော်တော်ကြီးကိုလောကတော်တော်များများရောပွဲပွဲဆိုတာထက်အဲ့လိုပေါ့နော်အမဝါရွံစရာလေးတခုလိုမျိုးဟိုမြင်ကြတာပေါ့နော်အမ်နေရဟိုအမုံခတ်မိဘာတွေလိုက်ပြောနေရလဲဆိုတော့အမုံခတ်မိလိုက်ပြောတာတော့မဟုတ်ပါဘူးဟိုခေါင်းဆောင်မကြီးဖြစ်ချင်နေရလဲမဟုတ်ပါဘူးဒါပေမဲ့မမတို့ဘဝလေးတွေကခက်ခဲပါတယ်မမတို့ကစူးစမ်းနေတဲ့လူသားတွေကလူသားတွေပါအဲ့တော့ပုံမှန်လူထက်ပိုပြီးစူးစမ်းရပါတယ်အဲ့အတွက်ကြောင့်မမတို့မလောင်ပြောင်ပါနဲ့ဆိုတာလေးကို မေတ္တာရက်ခန့်ခြင်းနဲ့စိတ်ကလေးတည်တတ်မယ်ရှိတာပါ။မမတို့ကဒီဈေးကွက်သဘောတဘာဝတွေကိုတည်တဲ့အတွက်ဟာသာကရိုက်လို့ရှိရင်ဝင်ငွေရှိတဲ့အတွက်ဒါတွေကအလုံးရဲ့ယက်တိမှုကြောင့်ရိုက်နေကြရဲဆိုတာလည်းနားလည်ပါတယ်။ဒါပေမဲ့လည်းထိမ့်သိမ့်ပေးဖို့ပဲမေတ္တာရက်ခန့်ခြင်းဖြစ်ပါတယ်ပေါ့နော်။အဲ့တော့အဲ့ဒါလေးကိုလည်းမမကိုလည်းအရင်ကြီးလေးမမုန်းနေပါနဲ့လို့မမတို့ကအကိုချင်းစာတရားလေးကိုပဲလက်ကင်ထားပေးဖို့ဒါလေးကိုပဲအာဒီနေရာနေဖြစ်ပြောသွားခြင်းပါဟုတ်ကဲ့ပါအဲ့တော့ဒါမှပြောသွားတဲ့အထင်မှဆိုလို့ရှိရင်လေဒါ LGBT ကိုပေါ့ပြက်ပြက်ကာရိုက်တာတွေမာရဲ့ဟာတာအနေနဲ့ရိုက်ထားတဲ့တချို့သောပေါ့နော်တချို့သောရုပ်ရှင်တွေရှိမယ်ဇလန်းဇလန်းနေဇကားတွေလည်းရှိခဲ့မယ်ပေါ့နော်ဆိုတော့ဒါအဲ့လိုမျိုးတွေထည့်ရိုက်တာမြင်ရတဲ့အခါမှာဆိုလို့ရှိရင်အချင်းချင်းအနေနဲ့မဘလို့ခံစားရလဲ အာငငယ်တော့ကစက်ကားတွေကတော့တော်တော်ဆိုးတာပေါ့နော်ဟုတ်ကဲ့အာကိုလည်းမရေခဲ့ဘူးမဟုတ်ပါဘူးကိုလည်းအချိန်ဟို TikTok မှာဆိုအချိန်၄၅၆၀လောက်တောင်ပြန်ကြည့်ဖြစ်မလားမသိဘူးအရင်ကြီးရပါပဲလေဟုတ်ကဲ့ဟိုကင်လိုက်တို့ဦးတိန်ဆောင်တို့တေယုဆောင်တဲ့ဟာတွေဆိုတော့ကိုရန်လေးတို့တေယုဆောင်တဲ့ဟာတွေမရှိအောင်လို့ဆိုရည်ရတယ်အဲဒါပဲမရိုက်ခတ်ဘူးလားဆိုတော့လေအဲကိုမကူတယောက်တည်းရှိနေတော့ရည်ရတယ်ပြောစရာကြီးကောင်းပဲဟုတ်ကဲ့တစိမ့်နေကြမှာဟာ ိုင်ပြီးကြည့်ရတဲ့ခါမျိုးကြရင်တော့မမတို့ကလေတင်ငယ်စိတ်ကလေးထိုက်လျောက်တော့ဝင်လာပေါ့နော်ကို့ကိုပြောတာမဟုတ်ဘူးဆိုတော့ညာလေခေါင်းစဉ်တစ်ခုအောင်မှာကိုကရောက်ခဲ့ရတဲ့တတ်မှတ်ခံခဲ့ရတဲ့ခါကြတဲ့ခါကြတော့အဲ့လိုချိန်လေးကြရင်အားငယ်တဲ့ခါလေးရှိရဲရှက်တဲ့ခါလေးရှိရဲအဆင့်တန်းရှိရဲလူတွေကတော့ပြဿနာမရှိဘူးလေအဆင့်တန်းရှိရဲလူတွေရဲ့အခါကြလို့ရှိရင်ပိုပြီးသူတို့ကလူရာထပ်ပိုပြီးဟာတာအညင်နဲ့ကိုတွေကို အပြင်မှာပို့ပြီးဆက်ဆံကြရတဲ့ခါမျိုးရဲ့ခါကြလို့ရှင်လို့ရှင်ကိုဘွားကိုကြောင်းကိုထမင်းကိုရှာစားပြီးကိုဘွားကိုတန်ဖိုးရှိအောင်နေနေရကြတဲ့အတလွတ်အနှင်ခံတဲ့ခါကြမျိုးတော့အော်အဲ့ချိန်ကြရင်တော့အဲ့လို လုတ်တဲ့လူတွေကိုသွားပြောเนาะဒီဇလန်းနီဇက်ကွက်တွေကိုရိုက်တဲ့ဇက်ညိုးတွေကိုသွားပြီးမုံမိရတော့ရှိတယ်။သွားပြီးစိတ်ဆိုးတာမျိုးတော့ရှိရပါเนาะ။အဲ့ဒါလေးကိုလည်းကိုချင်းစာစီစင်တာပါ။ဘရရဲ့ဘဝတွေကိုပေါ့เนาะ။ဟုတ်ကဲ့ပါရှင်။အဲ့တော့ဒါမှသေုပ်ဆောင်ခဲ့တဲ့မင်းသားကိုမြင့်မြတ်နဲ့ဆိုလို့ရှင်လဲကြ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 ဆိုလို့ရှင်ထက်ကိုယ်တိုင်ယုံမှသွားကြည့်ခဲ့တယ်ပေါ့เนาะ။သဘောလဲကြတယ်။အဲ့တော့ဒါကိုကိုယ်တိုင်ကရောကိုကိုအဲ့လိုမျိုးလာပြီးရုပ်ရှင်နေရိုက်ဖို့စကားတွေရိုက်ဖို့လာအပ်တဲ့အခါမှာဒီလိုမျိုးတွေကနေပြီးတော့လွတ်အောင်လို့မှကာရက်တာတွေကိုဘယ်လိုရွေးချယ်ပေးပြလဲ။ဘယ်လိုတွေပြောပေးပြလဲ။တစ်ဖက်ကကိုကိုလာ ချိတ်တဲ့သူအဲ့တော့အိုက်ဇက်ကတကယ်တော့အမမပါပါဘူးအိုက်ဇက်ကဇက် တဲ့တဲ့ဥစားအချိန်မှာအာလင်းလင်းရဲ့မိုင်ဆိုင်ညီညီမောင်ရဲ့၃ယောက်နဲ့အာကိုမြင့်မြင့်နေတာမသိဘူးเนาะတခြားမင်းသမီးတယောက်နဲ့တဲထားတာပါအိုက်ဆက်ကမမပါပါဘူးအဲ့ဒါကိုအမ၃လေးလကြိုတည်ထားပါတယ်မမအမြဲအဲ့အချိန်မှာလင်းတို့အမြဲပြောပြတဲ့စကားအာစကားရိုက်လို့ရှိရင်လာလင်းမယ်နော်အေးလာကြည့်မယ်မဟုတ်ဝယ်ခဲ့မယ်ဘာညာဆိုမမပြောရယ်အဲ့တော့ရှင်နေကအမ်ကြောင်လို့ဆိုအားကြတယ် ဝင်နေဆုံးပြောပြရအောင်เนาะအားကြရဲဒါပေမဲ့အားကြလို့ပဲရတာလေဒါယူသွားပြီးတော့ဘာမှလုပ်လို့မရအောင်ပေါ့เนาะ အဲ့တော့အော်အလှဲ့အပြောင်းတစ်ခုပေါ့နော်မမမမရရမမပါအဲ့ချိန်မှာ TikTok စဆော်တာပေါ့နော် TikTok စဆော်တဲ့အချိန်မှာလေလူဆိုတာအကျိုးနဲ့အကြောင်းနဲ့ဆိုတာရှိရဲဆိုတာအားလေးကိုပြောချင်တာပေါ့ခလေးလေးမမ TikTok တွေစဆော်တဲ့အချိန်မှာကွာအဲ့ခက်ကဗမာဇလန်နေကိုတေးဥဆောင်ကြတယ်တချင်းလေးကိုတေးဥဆောင်ကြအမအမီနေရာမှာတမီနေရာမှာတေးဥဆောင်ခုချိန်မှာပြန်ကြည့်ရင်ဒါရှက်ဖို့ရန်ကောင်းတာအဲ့ချိန်လေးမှာမမတေးဥဆောင်တဲ့အချိန်မှာတေးဥဆောင်တဲ့ဥစားလေးကိုမမ Facebook မှာပြန်တင်ဖြစ်တယ်ပေါ့နော်အဲ့ခက်မှာအဲ့ လိုပဲတင်ကြတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်တင်ကြတဲ့ခါမှာမမအမစပြီးတော့ဒီကားမှာပါဝင်ခွင့်ရဖို့ driver တွေအင်းကမြင်လာပေါ့နော်အော်မထက်ကိုလည်းငါတို့ထည့်သုံးလို့ရပါလားဆိုတာထည့်အမြင်မြင်လာပေမဲ့လည်းမမတို့လောက်ရမဲ့ character မှာ မမညှိတယ်နော်အပွင့်လင်းဆုံးပြောရင်အာမမတို့တကယ်တမ်းဆက်ကားလေးရပေးထားရလဲကောင်းပါတယ်အဲ့ဒီအချိန်မှာမမတို့က GPT ဖြစ်တယ်အာ6တိ6တိ6တိဆိုတဲ့စကားလုံးလေးကိုထပ်ထပ်ခါခါမတုံးဖို့တတ်နိုင်များစင်ကျင်ပေးဖို့ brand group ပါဝင်ခွင့်ရတဲ့အချိန်မျိုးမှာဟိုခလေးတွေကဟိုဟိုဘောနော brand group ငငယ်ကခံစားရသူမျိုးမခံစားအောင်ဆိုပြီးမမကစူးစမ်းပြီးတော့အာထုတ်လုပ်သူနဲ့လည်းညှိပါတယ်အကုန်လုံးနဲ့ညှိပါတယ်အရန်ကျေးဇူးတင်ဖို့ကောင်းတဲ့ဥစ္စာထုတ်လို့ရရလဲ ်ရအောင်ညှိပေးပါတယ်ဒါရိုက်တာလည်းညှိပေးပါတယ်အဲ့အတွက်ကြောင့်ဒီဇက်ကားကြီးတစ်ခုလုံးပါလေ မိမရှာတွေကိုနှိမ်နဲ့ဇက်ကွက်တတော်ကိုမပါပဲနဲ့စကလုံးအုံတော့မိမရှာတွေလို့အချောက်တွေလို့ကိုဘာကိုမပါခဲ့ဘူးမမရဲ့ခြေဆုတက်နေသေးလားဒီချိန်ချိန်မှလေးပြန်တွေးခြင်းလေဒုတိယဇက်ကားဖြစ်တဲ့အာကြာကြာနဲ့နဲ့ဇက်ကားမှလည်းအဲ့လိုပဲအဲ့လိုပဲဒါရိုက်တာတွေထုတ်လို့ရေးတွေကအကုန်လုံးညှိပေးကြတယ်အနားလည်းပေးကြတယ်အဲ့ထွက်ကြအောင်ဒီစကားလေးနောက်တကားလည်းကောင်းမွန်ခဲ့တယ်ပေါ့နော်အာနှစ်ကားစလုံးကိုရိုက်ခွင့်ရခဲ့တဲ့အချိန်မှာပြန်လှည့်ကြည့်တိုင င်းစိတ်ကျဉ်းနှက်ခဲ့ပါတယ်ဒါတော့မမမအာပြောခံရသေးရဲ့နေဟာရောအဲ့လိုဟိုအော်ကလော့ဖြစ်နေတဲ့အဲဟာတာကားမှာတင်းဆောင်ခဲ့တာပဲလေဆိုပြီးတော့မမဝေဖန်တိုက်ခိုက်ပြီးတော့လာရေးကြတဲ့လူတွေလည်းရှိရဲ့ရှိရဲ့အချိန်မှာလည်းမမပြောခဲ့မမတော့တင်းဆောင်ခဲ့တဲ့အချိန်မှာတော့အဲ့ဟာတွေမပါဘူးမမတဦးတယောက်အနေနဲ့တော့မမတော့စူးစမ်းပြီးမပါခဲ့ဘူးလို့တော့မြင်ပါတယ်လို့ကိုလိပ်ပြတော့ကိုလုံနေပေါ့နော်အဲ့ဟာတွေတော့ပြောချင်တယ် မလေးဖမ်းနဲ့ချင်းရီယိုပရိသတ်တွေက weekend spotlight အစီအစဉ်ကိုနားဆင်နေရတာဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ professional makeup artist တူဖြစ်တဲ့ Matte Pop ဆိုရဲ့ weekend spotlight အစီအစဉ်ကိုနားဆင်နေရတာပါ။အခုဆက်လက်ပြီးတော့ LGBT ဖြစ်တည်မှုကိုဝေဖန်တိုက်ခိုက်လာတဲ့အခါမှာဘယ်လိုမျိုးတုံ့ပြန်ပြစ်လဲ။ LGBT တယောက်က straight တယောက်ကိုချစ်မိသွားတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို Matte Pop ဆိုက အခုလိုမျိုးပဲဖြေကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့နားဆင်ပေးပါအောင်နော်။ ီရဲမှာတော့မိုက် post တင်ပြီးတော့မ post တင်ပြီးတော့ပြန်ပြီးတော့ပညာသားပပနဲ့ဖြည့်ရှင်းထားတဲ့ post လေးကိုမိုက်အမိတ်ရနေရပေါ့နော်အဲ့ဒီတယောက်ကမအောင်လာပြောတာရာသီမလာတော့ခတ်တယ်နော်ဆိုတဲ့ comments ကိုမကပညာသားပပနဲ့ဖြည့်ရှင်းထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒါမဆိုရင်လည်းတိမ်မရှိရလွဲဦးဆိုလို့ရှိရင်ကျွန်တော်အားလုံးမင်းကလေးတယောက်လိုပဲ transformer ဖြစ်တယ်ဆိုတော့ဒါကိုယ့်ရဲ့ဖြစ်တည်မှုကိုအပြင်မှာရောဒါ online မှာရောပေါ့နော် ကိုကိုဝေဖန်တိုက်ခိုက်လာတဲ့အခါမှာပေါ်တင်ဝေဖန်တိုက်ခိုက်လာတဲ့အခါမှာဘလို့မျိုးဒါကြုံလာတဲ့အခါမှာပြန်ပြီးတော့ပြောပြခဲ့တယ်အဲဆိုရင်အဲ့တော့ဟိုမမတို့ဝေဖန်တိုက်ခိုက်တဲ့အချိန်ပြောရတာဒါလူရယ်လို့ဖြစ်လာရင်လူသားတိုင်းမှာရှိရပါဘောနော်ယောက်ျားမိန်းမတိုင်းမှာလည်းရှိရမာရာ GPT မှာလည်းဖြစ်တာပေါ့အဲ့တော့ခုနစကားမျိုးပြောတဲ့ဥစ္စာမျိုးယောက်ျားလေးလည်းရှိရမိန်းကလေးလည်းရှိရတချို့ဆိုအသက်ကြီးကြီးတော့၄၅60အဖွာရေအောင်ရှိရ အဲ့လိုမျိုးဆိုလို့ရှိရင်မလေးတစ်ခါကျရင်အော်အသက်ကြီးတိုင်းလဲ အတွေးခေါ်ရှိရမျိုးမဟုတ်ပါလားဆိုတာမျိုးလည်းပို့ပြီးစဉ်းစဉ်းဖြစ်တယ်။အော်ငါကလေးကြရင်လည်းဒါမျိုးမဖြစ်အောင်နေမယ်ဆိုတဲ့ဟာမျိုးလည်းတွေးခေါ်ဖြစ်တယ်ဗောနော်။အဲအဲစူးစမ်းပြီးနေထိုင်မယ်ဗောနော်စူးစမ်းအဲ့လိုမျိုးအဲ့လိုမျိုးပြီးလို့ရှင်လို့ရှင်မဟုတ် LGBT အတိုင်းဝိုင်းအချင်းချင်းပဲပြန်ပြီးတော့တိုက်ခိုက်နေကြတာလေ။ညားပြန်ရော။ဟုတ်ကဲ့။အဲ့တော့ဟိုဆိုတော့ tree shoe ရေတော့မတွေးတော့ပါဘူး။လူရေတို့ဖြစ်လာရင်သူဟိုအတိုက်ခိုက်ပြောဆိုတော့ခံကြရမှာပဲ။ဟိုလူပေါင်းစုံငယ်အပြောဆိုဆိုတာရှိမှာပဲ။ ိုအပ်တွေ့ပါတယ်အဲ့တော့မမတို့ကိုလာတွေ့လို့ရှင်လို့ရှင်မမတို့လာရေးကြလို့ရှင်အမြဲတမ်းကအာဒီယာတိမလာဘူးယာတိမလာဘူးဆိုတော့စံနှုန်းတစ်ခုကိုသူကအမြဲတမ်းပြောလို့ရှိရပါတော့အဲ့တော့တစ်ခါကြရလည်းမပြောဖြစ်ဘူးတစ်ခါကြရတော့လည်းပြန်ပြောဖြစ်တယ်ခါဆိုတော့ယာတိလာခြင်းမလာခြင်းဟာတန်မိုးတစ်ခုနဲ့တော့ကဲညီညာမျိုးမဟုတ်ပြန်မို့အဲ့တော့နောက် ပြောမွားအခုပို့ပြီးတော့တိလာတဲ့ဥစ္စာမှလေအဲ့ ရသည်မလားရသည်မလားဦးတို့ခလေးမမွေးနိုင်လို့ပြောနေကြတယ်ရောက်ချာမိန်းမတွေတချို့သိစေချင်တယ်ကဘာပေါ်မှာတအိမ်မပါတဲ့မိန်းမတွေအများကြီးရှိတယ်ဆိုတော့သိစေချင်တယ်မွေးရပါတအိမ်နှစ်ခုနဲ့လူလည်းရှိတယ်လို့မွေးရပါတအိမ်ပါမလာတဲ့သူတွေရှိတယ်ဆိုတော့သိစေချင်တယ် အဲ့ဒါအမားတို့တယောက်တည်းကိုပဲထိခိုက်သွားမယ်လို့မထင်ပါနဲ့အဲ့လိုမိန်းမတွေမှလည်းထိခိုက်သွားပါတယ်ပြီးတော့အချောင်းမျိုးမျိုးကြောင့်ပုံတော့တိမ်ထုတ်လိုက်ရတဲ့အမျိုးမျိုးကြောင့်ငငယ်ရွယ်ရွယ်လေးနဲ့တိမ်ထုတ်လိုက်ကြရတဲ့ကလေးမမွေးနိုင်တော့တဲ့မိန်းမတွေလည်းရှိပါတယ်ဟုတ်တယ်နော်အဲ့တော့အဲ့ချိန်ဒီမှာအဲ့မိန်းမတွေရဲ့မတိစိတ်အဲ့မိန်းမတွေရဲ့တချို့စိတ်တွေမှလည်းအဲ့ဟာတွေကတက်ရောက်မှုရှိပါတယ်ဆိုတော့ပြောပြချင်ပါတယ်လူအများကြီးဆိုတော့တက်ရောက်သွားတယ်ဟုတ်တယ် မမကိုလေမမရဲ့အဲ့လိုအတိအမတယောက်ကပြောတယ်။အာအဲ့မမကအသက်40မှာအိမ်အောင်ပြုတ်တယ်။အဲ့ချိန်မှာသူကတအိမ်ထုတ်လိုက်ရအောင်ပေါ့နော်။အဲ့ချိန်မှာအဲ့ကိုနဲ့ရှူလိုက်တယ်။ထက်ကလေးတဲ့အာမငယ်တဲ့မမမှာတအိမ်မရှိဘူးတဲ့။မမချစ်သူမမအမျိုးသားမမကိုတင်တောင်းတင်တယ်လက်ထပ်ပြီးရယူတယ်တဲ့။မမအသက်ကြီးပြီနော်တဲ့။အဲ့ချိန်ပြ။အိမ်မှာပါလေတဲလေရဲ့ဘာဖြစ်လဲတဲ့။နှစ်ဦးနှစ်ဖက် ကြည်ကြည်ပြူပြူချစ်ကြတယ်ဖိမကြတယ်ဒူးဒူးပေါင်းပတ်အလုံးလုံးကြတယ်ငါတို့တတ်ဆုံးတိုင်သွားကြမယ်ဆိုရဲစိတ်နဲ့ပဲသွားကြရလေတဲ့အိမ်ပါခြင်းမအားခြင်းကလောကကြီးမှာ အများကြီးအရေးကြီးမနေပါဘူးတဲ့အားမရင်နေတော့ထက်ကလေးပြောတဲ့အချိန်မှာဒါမိမတယောက်ရဲ့အားပေးမှုပေါ့နော်အဲ့ဒါလေးတွေကလည်းအရန်ကောင်းတယ် ဒီစင်စင်လေးကနေနားထောင်နေဖြစ်တဲ့အခြားလူတွေလည်းတိသွားတဲ့အခါမျိုးကြရင်တကယ်လို့များရေးချင်တဲ့စိတ်များရှိသွားလို့အနှဲငယ်လျှော့သွားရဲဆိုလဲဒါလည်းတန်မိုးတစ်ခုပဲလေနော်ဟုတ်တယ်ကဲအခုမောက်ကိုရိုင်းကဒါ transwoman LGBT တယောက်ဖြစ်တယ်ဆိုပေမဲ့ straight ကိုပဲမကသဘောကျတယ်လို့သိရပါဗျ။ပုံရင်းကျင်မှာတော့ social media မှာတော့ ကြားနေသိနေရတဲ့ကိစ္စတချို့ရှိရမှာ။အဲ့ဒါကဘာလဲဆိုတော့မားတို့လိုမျိုးဒီ LGBT တွေကိုရယူလို့မှုတစ်ခုကြောင့်နေပေါ့နော်။ချင်းကပ်လာပြီးတော့သူတို့လူချင်းတာရသွားတဲ့အခါမှာထားခဲ့ကြတာမျိုးတွေလည်းမြင်နေတွေ့နေကြားနေရတယ်ပေါ့နော်။ဆိုတော့ LGBT တယောက်က straight တယောက်ကိုချစ်မိသွားတဲ့အခါမှာဆိုရင်အရန်ကောင်မှချစ်မိသွားတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့စိတ်ကိုဘာတွေကြွတင်ပြီးပြင်ဆင်ထားရမလဲမှာ။အဲ့တော့ဒီမိကုံးလေးကိုပြောချက်နေအခါမျိုးမှာပေါ့နော်ဒီမိကုံးမျိုးကခဏခဏမင်းခံရတယ်ပေါ့နော်ဟုတ်ကဲ့ အဲ့တော့မမတို့လို trans တရားပေါ့နော်ဥပမာပဲပိုဆိုးတာမမမှာဆိုလို့ရှိရင်အာဒီအာဒီ sex change surgery ပဲလုပ်တာပေါ့နော်အဲ့အတွက်ကြောင့်မမကမမတို့ strict ကိုပဲစိုက်တယ်လို့ပြောမမအထားပါတော့ gay တရားကိုကြိုက်မမောက်ပြန်ကြိုက်ပါလားဟုတ်တယ် gay ဆိုတဲ့လူမျိုးတွေကမောက်ပြန်မကြိုက်ဘူးဟုတ်ကဲ့ gay ဆိုတဲ့ခေါင်းဆက်အောက်ထဲမှာရှိတဲ့ဥပမာပဲ tomboy ပဲဖြစ်ဖြစ် trans man ပဲဖြစ်ဖြစ်အဲ့လူမျိုးက အဲ့လိုเนาะ Tom Wine နဲ့ Transman တို့ဆိုတာအဲ့ main ကလေးကနေယောက်ျားလေးကိုယောက်ျားလေးစိတ်ဖြစ်နေတဲ့ဟာသူတို့ကတော့အမအကိုကြိုက်ကောင်းကြိုက်လာလိမ့်မယ်အဲ့ယောက်ျားလေးဂေးပါဆိုရင်ဟာလေးကတရားမှမကြိုက်ဘူးကိုတွေကိုဟုတ်ကဲ့အဲ့ဒါကြောင့်ကိုတွေကသူတို့ကိုကြိုက်လို့မရမတကယ်ကြိုက်နေတယ်မရှိရပဲနော်အဲ့ဒါပြောရလေဟုတ်ကဲ့ညီတော်ကဂေးကိုမကြိုက်ဘူးဂေးကိုမကြိုက်ဘူးဂေးကိုမကြိုက်တာမဟုတ်ဂေးတွေကငါတို့မကြိုက်တာဟေးလို့မပြောချင်တာသိလားငါတို့ကြိုက်တာပေါ့ဂေးတွေကိုလည်းကြိုက်တာပေါ့ဒါပေမဲ့ဂေးတွေကကိုတွေကိုမကြိုက်ဘူး ူအဲကိုရီကိုတွေ့လို့ရှိရင်အချင်းချင်းလေးကိုပဲသူတို့ကမြင်တာလေယောက်ျားလိုဝတ်ထားတာရင်မိန်းမလိုဝတ်ထားတာပဲပြောင်းတာသူတို့ကအားလုံးကငါတို့ကတသားတွေတသူတွေလို့ပဲမြင်ကြတာအဲ့ဒါကိုလူတွေကိုနားလေစေချင်တယ်ပေါ့နော်ပုံမှန် straight ယောက်ျားမိန်းမကိုနားလေစေချင်တယ်အဲ့ဒါကြောင့်မို့ကျွန်မကျွန်မတို့ trans အများစုကအာ ယောက်ျားအစ်စ်တေကိုပဲပြန်ကြိုက်ကြိုက်ကြတာပါလို့ဟုတ်ကဲ့ယောက်ျားဒီ straight ယောက်ျားလေးတွေရတယ်ကျမတို့ကြိုက်တယ်ဆိုတာမိန်းမနဲ့အနီးဆက်ဆုံးဖြစ်နေလို့ပဲပြန်ကြိုက်ကြတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီက bisexual လို့မေးလို့ရှိလို့ရှင် bi ဆိုတာကယောက်ျားကိုလည်းကြိုက်လို့ရတယ်မိန်းမကိုလည်းကြိုက်လို့ရတယ်အဲ့တော့ तू ကပြောချင်တာကလေယောက်ျားလေးလို့ဝတ်ထားလဲကြိုက်လို့ရတယ်ဟုတ်တယ်နော် မိန်းမကိုလည်းကြိုက်လို့ရတယ်ဆိုတော့မပါ မမရုံးဟိုကြတော့မိန်းမလိုမြင်ပြီးခဲ့အတွက်သူကဘာဖြစ်ချင်လဲဖြစ်မယ်မဖြစ်ချင်လဲဖြစ်ဘူးအရင်စမ်းကြတယ်တမီတကယ်ရန်ကြတော့လေအဲ့ RGBD ဒီကို question စိတ်ပြမယ်ဆိုအရင်ကိုခက်ခဲနေတယ်အမရောမနေနာလဲအောင်အဲ့လိုဟိုနေနေရမိန်းကလေးလိုဝတ်ထားရင်တောင်မှသူတို့ရဲ့စိတ်ခန္ဓာဗေဒမှာအကြောင်းအရာမျိုးစုံနဲ့ပုံစံမတူတာအများကြီးရှိရတယ်လားဟုတ်ကဲ့အဲ့တော့ဟိုမမတို့လည်းနားမလည်ဘူးလို့ပြောချင်ပါတယ်เนาะအဲ့လိုနားထောင်နေတဲ့သူရော အဲ့တော့ကြောင့်အရန်နားလဲဖို့လည်းမကြိုးစားပါနဲ့လို့သူတို့ဖြစ်တည်မှုလေးမှာပဲအဆင်ပြေနေရဆိုလို့ရှိရင်ပုံမှန်ပဲလက်ခံလိုက်ပါလို့ပဲပြောချင်တယ်ပြီးလို့ရှိရင်အာပေးဆက်ပြီးတော့နင်တို့တွေကချစ်နေကြရအောင်အဲ့တော့ဒီစီဇန်နားထောင်နေတဲ့ယောက်ျားမင်းမအစ်စ်တွေပေါ့နော်ဘီနာအတိုင်းဝိုင်းချင်းချင်းကိုကြည့်လိုက်ပါအောင်အန်းနေရတဲ့မိန်းယောက်ျားတွေမရှိကြအောင်လားအဲပေးဆက်ပြီးတော့မိန်းမတယောက်ပေးဆက်ပြီးမချစ်နေကြရလို့လားနော် ရုံထဲမှာရှိတဲ့ကောင်လေးတွေဝင်းဝေးအနိတ်အမြင့်ပုံမှာမူတည်ပြီးအန်းနေကြတော့ကိုလာစာဆိုပြီးစုံအန်းနေရယောက်ျားမိန်းမမရှိလို့လားအဲ့လိုပဲကိုလာစာနှစ်သိန်းသုံးသိန်းမဲဖြစ်ဖြစ်အဲ့ဒါကိုစုပြီးအန်းနေရတဲ့ကောင်မလေးတွေမရှိကြဘူးလား ကိုဘဲကိုမအန်းနေကြရလို့လားဘာဖြစ်လို့ LGBT မှအန်းနေရတယ်လို့မြင်ကြတာလဲတချို့ကောင်မလေးချစ်ကြတာမလေးဝဝွက်ခွဲကြတာမတို့မင်းကလေးပိုချစ်တတ်တယ်ဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကိုကောင်လေးဥမာပင်ကွာ secret ပိုမတတ်နိုင်ဆို secret ပိုဝယ်ပေးခြင်းတယ်ဟုတ်တယ်မလားကိုကောင်လေးအင်းစီနွမ်းနေရဆိုဝယ်ပေးခြင်းတယ်ဘာလုံးဝယ်ရှုံးနေဆိုရင်ကုဝင်နင်းဖြစ်ပေးခြင်းတယ် game mode ပိုပေးခြင်းတယ်ဒါမိမလေးကချစ်တတ်တာလေဟုတ်တယ်ဖုန်းတွေကစပြေးပေးခြင်းတာအဲ့လိုမျိုးဖြည့်ပေးခြင်းတာလေဘာလေးလို ်တယ်ဆိုလို့ရှိရင်ပုတ်ဘူးလားအဲ့တော့နင်းအိမ်ပြန်မယ်ဆိုလို့ရှိရင်နင့်မိအတွက်ဒါလေးဝယ်သွားပြီဆိုတော့ထည့်ပေးချင်တာလေမဟုတ်ဘူးလားမင်းကလေးတွေချစ်ထက်တာ ပုံမှန်ပါပဲ LGBT ပါလဲချစ်တယ်လို့ပေးဆက်တယ်လို့ဆိုတာပုံမှန်ပါပဲအဲ့လိုမျိုးမမြင်ပါနဲ့မမတို့ရဲ့ LGBT ဒီအကုန်လုံးကလည်းပုံမှန်ယောက်ျားမိန်းမတွေလို့ပဲစစ်ကြပါတယ်ပေးဆက်ကြပါတယ်ဒုက္ခဆင်းရဲတွေရှိရဲ့အသေးကြီးကွဲကြတယ်နောက်လူတွေပြောင်းသွားတယ်ရိုးမြေချပေါင်းဖက်ပြီးနေသွားတဲ့အာလူတွေလည်းရှိတယ်လို့အာမနေကြတဲ့သူတွေလည်းရှိတယ်အဲ့ဒါ အရန်ထူးဆန်းနေပါဘူးခုခေတ်ဆိုပိုဆိုဝိုင်းနော်ဟုတ်တယ်ဟုတ်တယ်မဒီ Mario Asian အာရှမှာဆိုတရုတ်တီမှာလည်းခလီမွေးတာနေသွားပြီဒီကိုရီးယားတွေအာဂျပန်တီမှာဆိုလည်းခလီမွေးတာအရန်နေသွားပြီအဲ့တော့အိမ်တော်ပြူတာကြီးအရန်နေသွားတယ်ဆိုတာမျိုးကြီးရှိရဲ့နိုင်ငံတကာမှာလည်းအိမ်တော်ပြူကြတယ်၊ကွဲကြတယ်ဒီဥစ္စာကြီးအရန်များသွားတယ်အဲ့အတွက်ကြောင့် LGBT တွေနဲ့ထူးမခြားတာတော့ပဲတိတ်တော့မကွာတော့ပါဘူးအတူတူလို့နော်ကဘာကြီးကလေအားလုံးကဒီလိုပဲဖြစ်သွားတဲ့အတွက် true tree ပြီးတော့လည်းတွေးနေပါတယ်သူတို့လည်းဒီလိုပါပဲငါတို့လည်းဒီလိုပဲတိတ်မကွာဘူးလို့ပဲတွေးစစ်ချင်ပါတယ်ဟုတ်ပါဟုတ်ကဲ့ပါ Weekend Spotlight အစီအစဉ်ကနေပြီးတော့ Radio ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Professional Makeup Artist တူဖြစ်တဲ့ Matt Popso ကိုထက်ကဖိတ်ခေါ်လို့ထားပါတယ်။အခုဆက်လက်ပြီးတော့ LGBT တွေအတွက်ဘလို့အချိန်ဘလို့အချိန်နေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ဆရာငယ်ချင်းမရှိဘဲနဲ့ယက်တည်နိုင်အောင်လို့ဘလို့မျိုးလုပ်ရမလဲဆိုတာကို Matter Pop Soul ကအခုလိုမျိုးပဲဖြေကြားထားပါရရှင်။နားဆင်ပေးပါအောင်နော်။ဆရာမရဲ့အခုမှဆိုရင်ရုပ်ရှင်တွေလည်းရိုက်ခဲ့ပြီ။ဇာတ်ကားတွေလည်းရိုက်ခဲ့ပြီပေါ့နော်။ reality show တွေမှာလည်းပါဝင်နေအခုဆိုရင်ဒါ ထက်မကိုတောက်လျှောက်တိလာရတဲ့ရှောင်းမှာဆိုရင်မဟာ relationship ကိုမဖုံးကွယ်ထားတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းတွေ့ရတယ်ဆိုတော့ကို့မှာအဖြစ်ပြက်တွေအမတ်တရားတွေအများကြီးကြုံပြီးတော့ဖြတ်သန်းခဲ့ရပြီဆိုတော့မထက် pop ဆိုအနေနဲ့ကိုကိုကို self talk မှာဘာတွေပြောပြခဲ့ပြီလဲဥပမာကိုကိုကိုသတိ base ကရှိမယ် app base ကရှိမယ်ဂုံပြူတာရှိမယ်ပေါ့နော်အဲ့တော့ဘာတွေပြောပြခဲ့ပြီလဲဒါကိုလည်း weekend spot လိုက်မှာပြောပြပေးခဲ့ပါဦး အော်အဲ့လိုပြောလို့ရှိရင်အမလည်းမမှတ်မိတော့ဒုတိယကြီးဆိုကိုကိုကိုဘာလဲအဲ့လိုမျိုးပေါ့နော်အော်ငါလည်းလို့အဲ့ပေါ့နော်အဲ့လိုပြန်ပြန်ငါလည်းလုံးသိလုံးသိတလောက်တည်းလေငါဒီအသက်ရွယ်တကူမှငါကောင်းမှုလုပ်ခဲ့ပြီးဖြတ်တန်းခဲ့ပြီးတပည့်တွေအများကြီးလည်းကောင်းကောင်းမှုမွေးထုတ်ခဲ့တယ်မိသားစုကိုလည်းတင်းတောင်းတင်းနေ အဲကျွေးမွေးထားထားနိုင်တယ်အဲဒါတွေအတွက်အအဆင်ပြေရပေါ့နော်ဂုံယူရတဲ့ဆိုရတဲ့အဆင်ပြေပြဖြတ်တန်းနေရလက်ရှိမှာလည်းငါဆက်ကြိုးစားနေတဲ့အတွက်အလုံလောက်တင့်တင့်နေအငါအပျော်လဲရှာတင်နေပေါ့နော်အဲ့လိုငါစီရင်ပေါင်းနေငါ short တင်နေဆိုပြီးတော့အမခုနောက်ပိုင်းဆို short ပြီးတော့ရက်တောက်တာတွေပိုင်းလှုပ်ဖြစ်တော့နော်အမအသက်ဟို36နှစ်မှာအရက်စားတောက်တယ်ဆိုပေမဲ့အမဒီအသက် ဒီတကယ်တိတိဆိုင်ဆိုင်အရေးတောက်ဖြစ်တယ်ဆိုတာတကယ်ကျတော့ဒီ40ကျော်လာမှမမတကယ် တောက်ဖို့ရမမဘွားမတေချာတော့မမူးဘူးခဲ့ပါဘူးအဲ့တော့အခုချိန်ထိလည်းတေချာတော့မမူးဘူးပါဘူးအဲ့တော့မမအဲ့လိုမျိုးစီကန်လေးရှော့ဖြစ်တာပါတော့အရင်တော့ဆိုဟိုကလပ်တော့ဟိုအမတော့ဘာမတော့အာစိတ်လေးမတော့အားလိုမျိုးရအများကြီးပါအခုလည်းစိတ်လေးမတော့ပါဘူးချမ်းမာကြီးတော့မအရင်ကယူဆိုင်တယ်မဒီတန်ရမှာဘာယောဂမှမရှိဘူးရဟန်းဂုံယူတယ်အာသူတို့စီတို့နှလုံးဘာဘာဘာဆိုဘာမှမရှိဘူးအဲ့ဒါကိုလည်းအရင်ဂုံယူတယ်မမဟိုကောင်းကောင်းမွန်မွန်ကိုယ်ခန္ဓာကိုယ်လေးကိုလည်းထိန်းသိမ်းနေနိုင်တယ်အဲ့ဒါကို လည်းအဆင်ပြေရပေါ့နော်ပြန်တွေးကြည့်လိုက်တိုင်းမကူမကတော့ဂျင်းနဲ့ဆရာလေးတွေပဲ relation နဲ့ပတ်သက်ခဲ့တဲ့တမယအကုန်လုံးကလည်းအာကိုရရှိခဲ့တဲ့ဟာလေးရအကုန်လုံးကလည်းကောင်းကောင်းမွန်မွန်လေးတွေပဲဖြစ်တဲ့အတွက်အာကိုလာကြိုက်ပေးကြတဲ့ကောင်းကောင်းမွန်လေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အခုနောက်ပိုင်း relation တွေကိုခြားပြလာတယ်ဆိုတာလည်းအမဘက်ကခြားပြလာတာမဟုတ်ဘူးတစ်ဖက်သားကအာလက်ခံနိုင်စွမ်းရှိရဲ့အဲတွေးခေါ်မြင်ပါတယ်အာ 那第四是爷爷问我喜的做些卡家伙，妈妈对我太吹皮，妈妈崩溃，他子也唔喜我咯。我对我讲，对 relationship 啊嘞，以前在啥路线，不不不，爸爸撇来，比如爸妈嘞，爱 relationship 爸妈，娘嘞在爸的苦，我唔喜一段，妈也爸爸嘞，呃，男啦，身边男啦啵，伢啦身边有嘞伢啦啵，等你身边有嘞等你啵，爱情嘛，鬼鬼绕绕嘞。 နောက်တယောက်ဖြစ်ရင်လည်းဖြစ်မှာပေါ့မဖြစ်ရင်လည်းမဖြစ်ဘူးပေါ့မမမဘာတစ်ခုမှဒီတယောက်ရှိမှမျောလင်းချင်ရလို့မရှိတော့တဲ့အခါမှာအရန်ကိုအေးချမ်းသွားပါတယ်အဲ့တော့လက်ရှိ relation မှာလည်းပျော်ရွှင်နေရပါတယ်အာအဲ့တဲ့ကြောင့်အရာကတော့မအတွက်ကတော့တစ်နှစ်ပြီးတစ်နှစ်ပို့ပြီးတော့စိတ်ထားတတ်တာလို့လားမသိဘူး တကယ်တမ်းကျတော့စိတ်ထားတဲ့အလိုစိတ်ချမ်းသာတာပါဟုတ်ကဲ့ပါရှင်အခုဒါတသက်လုံးပေါ့နော်မထက်ပေါ့ဆိုရဲ့ပြီးမှရှိနေမဲ့သူကိုစဉ်းစားထားပြီးပြီလားပေါ့နော်ချစ်သူကိုပြောတာမဟုတ်ဘူးပေါ့မအေးတသက်လုံးကိုပြီးနာမှာဘသူ့ကိုထားမယ်ဆိုတာရောစဉ်းစားထားပြီးပြီလားတသက်လုံးထားစင်တာကတော့ကိုမိပါเออปอนเนาะถ้ามันผิดน่ะมันผิดไหนน่ะเนาะตู้ยินถั่วตั้วมะล่ะกูยินถั่วตั้วมะล่ะไม่ตีอูไอ้ตัวจองปะดูริโอตะตะลงท่าอ่ะเลยสร้าမျိုး မတွေးဖြစ်တော့အတော့အခုခေတ်ကွယ်အသက်ကြီးမှထွက်သွားတာမျိုးမဟုတ်ဘူးလေငငယ်ရွယ်လေးနေဒီလောကနေအာအကုန်လုံးထွက်သွားကြတာမျိုးရဲ့ရှေ့အတွက်မအတော့အရင်တော့ trade to ကြီးမခံစားတော့အတော့အရင်တော့ကတော့ချစ်သူကိုအားကိုးတယ်သူနဲ့ဒုဒုပေါင်းပဲတသက်လုံးရှိချင်တယ်အဲ့ဒါမျိုးရရှေ့ခုနောက်ပိုင်းတော့အဲ့မျိုးလင်းချက်တွေလည်းအရင်မရှိဘူးပုံမှန်ရကြမိမမာတော့ဟို အခုနောက်ပိုင်းကခက်ခဲလာတာဆိုတော့အတွက်အရာယူအရင်မမျောလင်းတော့ဘူးအာဥမာပြဟိုတာသမီရှင်အရင်တော့ဟိုသူကသူများကြီးပြောဆိုတာသမီရှိလို့ရှိရင်ကိုယ်ပြန်ကြည့်ကြမယ်တာသမီရှိတိုင်းလည်းကြည့်ချင်မှလည်းကြည့်ကြတာဖြစ်သွားရင်လေလို့ပေါ့နော်ဒါနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတိုးတက်လာတဲ့အလျောက်မှာအာလူမှုလူနေမှုပုံစံတွေကလည်းပြောင်းလဲလာဆိုတော့ရှေးခက်လိုမျိုးတော့မဟုတ်တော့ဘူးအဲ့အတွက်ကြောင့် အော်အများကြီးမမျော်မှန်းတော့ဘူးပေါ့နော်အော်ဘာတခုမှကိုမျော်လင့်ထားလည်းမရှိဘူးမျော်မှန်းထားလည်းမရှိဘူးအဲ့ချင်းဒီမှာအဆင်ပြေဆုံးရှောင်းလမ်းမယ်ဖြစ်လာတဲ့အဥစ္စာကိုရှင်ဆိုင်မယ်လို့ပဲတွေးထားပါတယ်ဟုတ်ကဲ့ပါရှင်ကဲအဲ့တော့အခုဒီတပတ်ရဲ့ weekend spotlight မှာဆိုလို့ရှိရင်မထက်ကိုထမ်းမေးခြင်းနဲ့မိကုန်းကကြတော့ LGBT တွေအနေနဲ့ပေါ့နော်ဘလို့အချိန်ဘလို့အချိန်နေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ကိုစိတ်အားငယ်ခြင်းမရှိဘဲနဲ့ရက်တည်နိုင်အောင်လို့မာကအားပေးစကားအကြံပေးစကားပြောရင်းနဲ့နှုတ်ဆက်ပေးပါအောင်ရှင့်ဟုတ် အရော LGBT ရဲ့မမောပါဟောင်းလူတိုင်းကတော့စိတ်အားငယ်လို့ရတယ်ပြုတ်ချလို့ရတယ်လဲချလို့ရတယ်အချိန်တခုရောက်ရင်တော့ပြန်ထူထောင်ရမယ်ပြန်ထားရမယ်မရူဘီနာနေပြီးတော့ဘလို့ပဲအားရပေးပါစေခွန်အားရဖြစ်စေတဲ့အကြောင်းအရာတွေဘလောက်ပြောပြရှင်းပြပြကိုကခံယူနိုင်မှကိုကတွေးခေါ်နိုင်မှအရောအတွေးခေါ်ကောင်းလေးရပါဦးဟိုဘယ်လိုပြောမလဲ စာရင်းမများဖတ်မယ်အဲ့တော့ဒီလို podcast တွေဒီ cookie မှာဆိုအများကြီးနားထောင်လို့ရသွားပြီတည်မလားဒီ audio book တွေနားထောင်လို့ရသွားပြီအဲ့အမျိုးလေးနားထောင်ကြပါလို့မာရောတိုက်တွန်းခြင်းနဲ့ဘာကြောင့်လဲဆိုတော့အဲ့လိုလဲကြတဲ့အချိန်မှာဖေးမာတဲ့ခါတွေကိုပြန်ခံယူနိုင်ဖို့ဆိုတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အတိစိတ်ကလက်ခံနိုင်မှာဖြစ်တာဆိုတဲ့အတွက်အဲ့တော့ LGBT ပဲဖြစ်ဖြစ်ပုံမှန်ရကြမယ်မိမပဲဖြစ်ဖြစ်ကို့အမားတွေအာတွေကိုစင်စင်သုံးသပ်နိုင်တဲ့ဆွမ်းအားဖြစ်လာရှိလာအောင်အာပြုစုပြောထောင်းမှာအဲ့ဒါတွေကတကယ်တမ်းကျတော့ပြုစုပြောထောင်းလာတာဟိုမွေးရပါလာတာမဟုတ်ဘူးအမားတို့အကုန်လုံးကလည်းပြုစုပြောထောင်းထားတာပေါ့နော်ဒီလိုတွေးတဲ့ခေါ်တဲ့အစင်ကျင်တတ်ဖို့ဆိုတာအဲ့ဒါတွေကိုဟိုစင်ပွားပြီးတော့ဖြစ်နိုင်အောင် ကြိုးစားလုပ်ယူပါလို့ပဲအကြံ ညံပေးခြင်းပါတယ်။မောက် grind လည်းအမြဲတမ်းလဲကြတတ်ပါတယ်၊ပြိုလဲပါတယ်၊ငိုပါတယ်၊အငယ်ပါတယ်။ဒါပြီးရနဲ့ဒါအမြဲမဟုတ်ဘူးလို့ပဲတွေးပြီးတော့ အဲဆက်ကြိုးစားပါတယ်ဆက်ကြိုးစားလိုက်တိုင်းဆက်ကြိုးစားလိုက်တိုင်းနောက်တစ်ဆင့်ကိုရောက်သွားတဲ့အခါတိုင်းအရာတွေကအရင်ပျော်ရွှင်မှုကောင်းပါတယ်အဲ့တို့ကြောင့်အခက်ခဲဟုသမျှကိုဒုက္ခဆင်းရဲလို့မခံစားပဲနဲ့ငါအတွက်လေကားတစ်ခုလို့တွေးတတ်တယ်ဆိုလို့ရှိရင်လည်းအပိုကောင်းမွန်တဲ့နေရာကိုပိုရောက်စေပါတယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါအမဆိုတော့ဒါကိုရဲ့ဒီခုနကတော့မပြောသွားသလိုဂိမ်းရှိမယ်ထရန်စဖော်မန်းရှိမယ်ဒါထရန်စမန်းရှိမယ် LGBT အမျိုးမျိုးရှိတဲ့ဒီလူသားရှိတဲ့မိသားစုနဲ့ပေါ့နော်အတိုင်းအဝိုင်းပတ်ဝန်းကျင်ကသူတို့တည်းရဲ့ဖြစ်တည်မှုကိုပေါ့နော်သူတို့ရဲရဲဝံ့ဝံ့နဲ့လူလောကအလယ်မှာယက်တည်နိုင်အောင်လို့ဘယ်လိုမျိုးဖိမပေးရမလဲဒါကိုရဲ့အတွေ့အကြုံနဲ့ရှင်ပြီးတော့ပေါ့နော်မာကောဘယ်လိုမျိုးဖိမပေးစေချင်လဲအဲ့ဒါကိုမရဲ့အမြင်လေးလဲပြောပြပေးခဲ့ပါအောင်ရှင့်ဟုတ် အရော LGBT လို့ဟိုကိုမိသားစုမှာပါလာပြီးတန်တရားဖြစ်တဲ့ဆိုလို့ရှိရင်အာတာသမီနဲ့အနွေနွေထွေထွေပုံဝင်လင်းလင်းအလိုဆွေးနွေးတိုင်ပင်ကြပါ LGBT ပါလာတယ်ဆိုတိုင်းလဲအာဒီမိသားစုကြီးဘဝကြီးပြတ်သွားလာအောင်ဒုက္ခရောက်သွားကြမှာအာ အဆက်တကွဲအကျိုးနဲ့ဖြစ်သွားကြမှာမဟုတ်ပါဘူးဆိုတာကိုသိစေချင်တယ်။ LGBT ကမတူကွဲပြားတဲ့ပုံစံတွေဝတ်စားဆင်ရင်မှုကောင်းစင်ချင်စင်ရင်လိမ့်မယ်ပေါ့နော်။ဒါပေမဲ့အဲကလေးတွေကသူတို့ဘဝကိုတန်ဖိုးရှိအောင် ကြိုးစားရုန်းကန်ကြတာဆိုတာကိုအများစုလည်းအဲအခု ခင်ပါဆိုရှင်မျက်မြင်ကိုတွေ့တွေ့နေကြတာဖြစ်တဲ့အတွက်အာကလေးတွေဘာဖြစ်ခြင်းလဲအဲ့ပေါ်မှာအာဘယ်လိုပြောမလဲကောင်းမွန်တဲ့အဲဒီထောက်ပံ့မှုမျိုး supporting ပေးတာမျိုးလုပ်ပေးလို့ရှိလို့ရှင်အဲပုံမှန်ယောက်ျားမိန်းမထက်တောင်ပို့ပြီးတက်မိုးရှိရှိနဲ့ကလေးတွေကပို့ပြီးရက်တည်နိုင်တယ်ခွန်အားပို့ဖြစ်စေနိုင်တယ်ပတ်ဝန်းကျင်ငါဝေဖန်တိုက်ခိုက်မှုမရှိခင်ကိုမိသားစုဟာနှွေးထွေးစွာနဲ့ support ပေးတဲ့အခါမှာပုံမအောင်မြင်တဲ့ကလေးတွေကိုရရှိလာပါမယ် အဲ့ဒါလဲလက်တွေ့ဘဝမှာလိုက်ကြည့်ပါလိုက်ကြည့်ပါเนาะအဲ့ဒါတကယ်လဲ LGBT တွေကပိုပြီးထူးချွန်နေကြတာဟိုမြင်ကြရပါလိမ့်မယ်အဲ့တော့အဲ့အတွက်ကြောင့်အဲ့လိုလေးနှွေးထွေးပေးပါ နားလည်ပေးပါဂုံယူပေးပါလက်ခံပေးပါလို့အမြင်ကြကြဲလေးနဲ့မြင်ပေးပါလို့ပဲအားလုံးကိုတောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအခု Weekend Spotlight အစီအစဉ်မှာအင်တာဗျူးလာရောက်ဖြေကြားပေးတဲ့ Professional Makeup Artist တူဖြစ်တဲ့ Matter Pop ဆိုကိုထထုတ် မန်လီ FM နဲ့ထင်းရီယိုကနေပြီးတော့ကျေးဇူးများရဲ့တင်ပါတယ်ရှင်။ဟုတ်ဝရကလည်းကျေးဇူးများရဲ့တင်ပါတယ်။